social anxiety social anxiety ကိုဘယ်လိုဖြောင်းမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ inner script ကိုကိုယ်အရင်ပြောင်းရလိမ့်မယ်ငါလူတွေနဲ့စကားမပြောရဲဘူးငါလူတွေကိုကြောက်တယ်ဟွန်းဟွန်းအဲ့လိုမပြောဘူးငါသည်လူတွေနဲ့ပုံမှန်ဆက်သွယ်နိုင်တဲ့လူတစ်ယောက်ဖြစ်တယ်ငါသည်စကားပြောရမှာမကြောက်တဲ့သူတစ်ယောက်ဖြစ်တယ်ငါစကားပြောမကောင်းဘူးဆိုရင်တော့နေတိုင်းနေတိုင်းငါစူးစမ်းနေတယ်ငါတိုးတက်လာနေပြီဆိုတော့အတွေ့မျိုးမနေ့ကထက်ဆိုင်ငါဒီနေ့ပိုတော်လာပြီဆိုတော့အတွေ့မျိုးအပြောမျိုးကိုကိုပြန်ပြော inner script ပြောင်းရမယ်ပြီးတော့100တိုင်း ကိုကြောက်တဲ့အရာတစ်ခုကိုအခါတရံလှုပ်လိုက်အခါတရံလှုပ်တယ်ဆိုလို့ရှိရင်ခင်ဗျားအဲ့မှာရင်းနေလာလိမ့်မယ်လူတယောက်နဲ့အချိန်ကြာကြီးစကားမပြောနိုင်ဘူးဆိုရင်တော့မှခင်ဗျားဒီသူတွေမျက်လုံးချင်းစုံအောင်ကြည့်ပြုံးပြလို့ရတယ်အဲ့ရနေတဆင့်တက်လာလို့ရှိရင် hello နှုတ်ဆက်လို့ရတယ်မင်္ဂလာပါဘယ်ကပြန်လာပါတလဲခင်ဗျားအဆင်ပြေသားခင်ဗျားဆိုတဲ့ဟာမျိုးနဲ့ခင်ဗျားနှုတ်ဆက်လို့ရတယ်အဲ့တော့ကိုဒီနှုတ်ဆက်တာကိုအခါတရံလှုပ်သွားတယ်ဆိုလို့ရှိရင်လူတယောက်နဲ့နှုတ်ဆက်လို့အဆင်ပြေသွားပြီပေါ့ပေါ့ပါဖြစ်သွားပြီအဲ့လိုပဲ ကိုလူတယောက်နဲ့စကားတခွန်းနှခွန်းစပြောကြည့်တယ်ဒါမျိုးအခါတရာပြည့်သွားပြီဆိုလို့ရှိရင်အဲ့ဒီနေရာမှာခင်ဗျာကြွန့်ကျင်လာပြီအဲ့တော့အဲ့ဒီတဖြည်းဖြည်းတဖြည်းဖြည်းအဆင့်တက်သွားရဲဆိုလို့ရှိရင်ခင်ဗျာဒီ podcaster podcast ထိုင်လို့လောက်တဲ့အထီကိုထိုင်လို့လို့ရလောက်တဲ့အထီကိုခင်ဗျာဒီအဆင့်တက်သွားမယ်အဲ့တော့ social anxiety ဆိုတဲ့အလိအညာကြီးကိုခေါင်းထဲမှာမထည့်ထားနဲ့ငါလူတွေကိုကြောက်တယ်ဗျာညကွီးကွာဒီဥစ္စာတွေခေါင်းထဲမှာမထည့်ထားနဲ့အဲ့တော့ ကိုစကားမပြောနိုင်ရင်ပြုံးပြပါပြုံးပြနိုင်ပြီဆိုလို့ရှင်စကားစာပြီးနှုတ်ဆက်ပါစကားစာပြီးနှုတ်ဆက်ပြီးလို့ရှင်စကားစမြည်လေးစပြောကြည့်ပါစကားစမြည်စပြောကြည့်ပြီးသွားပြီဆိုလို့ရှင်ခမားဒီတို့နဲ့ဒါ deep talk ပေါ့နော်စကားကိုကောင်းကောင်းမွန်မွန်အကြ ాయి တိပြောနိုင်လာလိမ့်မယ်ဆို social anxiety ဆိုတဲ့ဟာကြီးကိုမေ့ပြီးတော့လှုပ်ရှားရှိတဲ့အရာကိုစလုပ်ပါစကားစပြောကြည့်ပါ